်ချစ်တွေးမင်္ဂလာပါဒီနေ့မမမလကာတီအကြောင်းပြောခြင်းနဲ့အိမ်မှာမလကာတီအပင်ခုတ်လိုက်တာမလကာတီတီတီလေးညစောမလို့စောမလို့ယူထားတာမမလကာရွက်ကလည်းအတုံးဝင်နေဒီမလကာရွက်ကိုခေါမှုတဲ့ချိန် ခြေပြီးတော့ရှူလို့ရတယ်ပြီးတော့နှာခေါင်းသွေးရှံတဲ့အချိန်နဲ့အဲ့လိုခြေပြီးတော့ရှူရတယ်နော်ဒါလေးမှတ်ထားနော်မလကာရွက်လဲအတုံးဝင်တယ်မလကာတီတီတွေလည်းအရန်စီးပက်ဝင်တယ်ပြောလို့ရမှာပေါ့မလကာတီလေးတွေထဲမှာပါဝင်တဲ့ဓာတ်လေးတွေရတော့အနိတ္တလေးတွေရတော့ဗီတာမင် C ဗီတာမင် A တန်တန်အမြင့်တန်ကယ်စီယမ်ပိုတက်ဆီယမ်မက်ဂနီဆီယမ်နေပါဝင်ပါတယ်။ဗီတင်တကြားဓာတ်ကိုထိညှိပေးတယ်။နှလုံးကျန်းမာရေးကိုလည်းအထောက်ပံ့ပေးတယ်ပေါ့နော်။ပြီးတော့အစာမကြေတာတွေလေပွားတာတွေကိုလည်းသက်သာစေတယ်။အနာကိုလည်းအယောင်ကျစေတယ်ပေါ့နော်။ပြီးတော့နောက်ထပ်ဝမ်းချုပ်တာဝမ်းပြက်တာဘိုက်အောင်တာတွေကိုလည်းသက်သာစေတယ်။ ဝိချာနေတဲ့ကိုကိုလေးမမလေးဦးလေးဒေါ်တော်လေးအတွက်လည်းအဲ့ဒါမလကာတီယာကိုလေးချင်းကိုထိမ့်ညိပေးတယ်ဝိချာတဲ့ကိုကိုမမဦးဦးမမောင်တော်တော်ညီမလေးဒီဆာလူယာပါတဲ့စားစင်ချင်တယ်မလကာဒီရတော့အနီအဖြူတွေရှိတယ်မမကတော့အနီလေးတွေကိုကြိုက်တယ်ချစ်တွေရောပါးတွေကြိုက်တယ် တက်မရေးအတွက်ကောင်းတဲ့အသီးလေးဆိုတော့အဲ့ဒါလေးကြီးရွေးစားနော်အားလုံးပဲတတ်တာ